ဟောတရားထုတ်အောင်မိမိတို့ရှုဟောကြည့်ရသိရမယ်သဘာဝတရားဟာခန္ဓာမှာရှိတယ် ခန္ဓာရှိတဲ့ပင်ကိုယ်တရားဟာအတ္တလောသဘာဝဓာရတိတိဓမ္မောအတ္တလောမိမိသဘာဝပင်ကိုယ်သဘောတရားကိုဓာရတိဆောင်းတိုက်ပိဋိထို့ကြောင့်ဓမ္မောပရမတ်ထဓမ္မမိ ခန္ဓာကိုယ်ဟာငါကိုဖွဲ့စည်းတဲ့ဖွဲ့စည်းကြရဲကအမှန်တရားဆိုအမှန်နဲ့ကိုယ်ခန္ဓာရဲ့အမှန်ဖွဲ့စည်းရတဲ့သဘောတရားကိုကိုယ်ကိုယ်တိုင်သိဖို့ အခုသိတဲ့ဉာဏ်နဲ့ကတ်ကြည့်ခန္ဓာရဲ့ပင်ကိုအရှိဆိုတဲ့သဘာဝတရားကိုသိဖို့ဟာမိမိရဲ့ကြောက်ကြစိုက်ဖို့မလိုဘူးခန္ဓာကိုယ်လည်းပဲတမျိုးတစ်ပုံကြက်တဲအောင် ထားဖို့လည်းမလိုဘူးသက်သက်သာသာထားပါစိတ်လျှော့ပြီးတော့ထားသဘာဝရှိရတော့သူ့လက္ခဏာသူ့ဆောင်းသွားတာပေါ့တော့ဘုကကြိုတင်ပြီးတော့သူ့သဘောပေါက်တာဘုကသူ့ရဲ့ပင်ကိုယ်သဘောကိုသိဖို့အတွက်

ပရမတ်ဆိုတဲ့အမှန်တရားမျိုးဟာသံဌာနရဟိတောဆိုတဲ့အတိုင်းပဲသန္တရမရှိဘူးသိကြောင်းဖြစ်တဲ့လက္ခဏာကိုပဲကြည့်ရရုပ်ပရမတ်တို့ရဲ့ပင်ကိုလက္ခဏာဟာရုပ်ပဏလက္ခဏာရူပံဆိုတဲ့အတိုင်းထောက်ပြန်တဲ့သဘော ဒါကိုရှုရှုမရှုရှုငကိုတဲ့ဒီခန္ဓာပွယ်စည်းတဲ့ကဖြစ်နေရှိနေတဲ့သဘောတရားဖောက်ကြဖို့ဘောဒီပင်ကိုသဘောယထာဘုဒ္ဓဆိုတဲ့အရှိတိုင်းသိဖို့အတွက် မိမိရဲ့ကြောက်ကြစိုက်မှုမပါဘဲနဲ့အကဲခတ်တွေ့ရပဲသူ့လက္ခဏာမငြိမ်မသက်တဲ့တရွတ်ရွတ်နဲ့ဖောက်ရမှုတဆိတ်ရင်တသုံးသုံးနဲ့ဖောက်ရမှုတောင်းတင်းခက်မာတဲ့ဖောက်ရမှုစသည်ဖြင့်သူရဲ့ဓာတ်သူရဲ့လက္ခဏာကိုဆောင်းပြီးတော့ပြ ကိုကမှန်မှန်ကန်ကန်နှလုံးသွင်းကျင်တဲ့ယောနီရောမနတိကာရနဲ့ကြည့်တော့ဖောက်ပြန်နေပါလားမှန်မှန်သိဒီခန္ဓာဒီတည်တဲ့ခိုင်မှမှုမရှိတဲ့ဖောက်ပြန်မှုတွေပဲသူလက္ခဏာကိုကြည့်ပြီးတော့သိရတယ် ခေခန္ဓာဖွဲ့စည်းထားတာတကယ်တော့ရယ်တိဒတ်နဲ့ခိုင်မာတဲ့ငြိမ်သက်တဲ့သဘောတရားနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာမဟုတ်ဘူးခန္ဓာစိတ်ပိုင်းအလုံးကိုအသိဉာဏ်ရောက်တဲ့နေရာတိုင်းအကဲခတ်တဏိယာမတဏိယာယာမငြိမ်သက်ခိုင်မာတော့မတွေ့ရဘူးသူ့နေရာနဲ့သူ့နီးသူ့ဟာနဲ့ မင်းမျိုးစုံနဲ့ဖောက်ပြန်နေတာတွေ့တယ်။ဒါရီခန္ဓာရဲ့ပင်ရင်းဆိုတဲ့သဘာဝတရားတွေပဲ။သတိပဋ္ဌာန်အလုံးနဲ့ဂယုစိုက်ပြီးတော့ကြည့်ရင်သူ့ရဲ့သဘာဝလက္ခဏာကိုစတွေ့ဖောက်ပြန်တဲ့သဘော ်အပြောမဟုတ်ဘူးမိမိရရကိုယ်တိုင်သိအောင်နှလုံးသွင်းပါမိတဲ့စိတ်ကလည်းပဲကြိုးကြိုးတင်းတင်းစိတ်ကူးပြီးတော့မလုပ်ပါနဲ့သူရဲ့အရှိကိုလက်ငင်း တွေ့နေတဲ့အချိန်မှာပစ္စုပန်နဲ့သရုဒ္ဓမတတ်တတ်တာဝိပဿနာအခုရှုလို့အခုသိနိုင်တဲ့သဘောတရားကိုဖောက်ပြန်တဲ့သဘောသိပါ ပရမတ်ဆိုတဲ့အမှန်တရားတို့ဟာတဏ္ဍာရမရှိသလိုအလောင်းထွက်ပြီးတော့ပြတ်တတ်တဲ့လက္ခဏာလည်းမရှိဘူး။သူ့အကဲခတ်ပြီးတော့ကြည့်လိုက်တော့မငင်မသက်ရွှေရှားပြောင်းလဲနေတဲ့လက္ခဏာကိုမင်းပြီးတော့ပြဉ္ညာနေနဲ့မှတ်ဖို့အတွက်အေးလိုက်ပူလိုက်ထုံလိုက်ကျင်းလိုက် မြောင်းလိုက်ညာလိုက်လက္ခဏာမျိုးမျိုးဒီတော့ဒီလက္ခဏာကြည့်ပြီးတော့နေသက်တဲ့သဘောတရားမရှိတဲ့ဖောက်ပြန်မှုတွေပဲမင်းတို့လေ့လာရှုကြည့်တဲ့ကိစ္စကခန္ဓာရဲ့ပင်ရင်းသဘောကိုသိဖို့ နေလာတယ်အလုံးပရိယသဘောကြီးရုပ်ပရမတ်တွေရဲ့မင်းကြီးမသက်တဲ့ရုပ်ပဏလက္ခဏာနဲ့ဖောက်ပြန်နေတာကိုမှန်တဲ့အတိုင်းဖောက်ပြန်တဲ့သဘောဖောက်ပြန်နေတယ်မှန်မှန်သိပါရိုးရိုးသိပါ ဒီမငြိမ်မသက်ပြောင်းလဲချက်တရားနတယံကတမိမိလုတ်တာမဟုတ်ပါဒါကိုယ်တိုင်ကြည့်ငြိမ်ပြီးတော့ထားနပရံကတဘေးရဘီရပေါ်ဝခြင်းကသူတို့ကလုတ်တာလည်းမဟုတ်ပါကိုယ်ခန္ဓာနဲ့ကိုယ်သည်မြင်ပြီးတော့ကြည့် ခန္ဓာတော့တရောရတလုံးလုံးတရှင်တလုံးလုံးမျိုးစုံသူကိစ္စနဲ့သူဖောက်ပြဒါကိုလည်းမလုပ်သူဘောလည်းမလုပ်တော့တဘောရှင်တူဦးကဖန်ဆင်းလာလားဆိုတော့နဣသရနေမာနဒါလည်းမဟုတ်ပြုလို့လို့သူဖန်လေးလို့မပါတဲ့ သူ့အကြောင်းသူ့အထောက်ပံ့နဲ့သူဖောက်ရအကြောင်းမဲ့မဟုတ်သူ့အကြောင်းနဲ့ဖောက်ပြန်စေအပ်တဲ့အကြောင်းလို့ဒီအတိတ်ဖြစ်တဲ့အတွက်မရှာနဲ့ကိုတော်မဟုတ်ကိုပစ္စုပန်လက်ငယ်ခန္ဓာဟုမှာတွေ့နိုင်သိနိုင်တဲ့သဘောကဖောက်ပြန်တယ်လို့သိမြော် သူအကြောင်းနဲ့သူဖောက်ပြန်တဲ့သောတရားတွေကသူ့အကြောင်းရုပ်သိမ့်ချုပ်နှင်းသွားတော့သူကိစ္စသူဆောင်ရတယ်ကိုယ်ကညာလေးနဲ့ကာပြီးတော့ကဲခတ်ကြည့်သူကသူနဲ့ဖောက်ပြန်သူကိစ္စနဲ့သူပြက်သွားဒီလိုကြီးကခန္ဓာအနှံ့ဖြစ်တော့ဒီခန္ဓာကိုကြည့်ရတာတကယ်တော့မင်းတို့အလိုနဲ့ကြည့်ရင် တော်တော်စိတ်ပြည့်စရာကောင်းတဲ့ခန္ဓာပဲ။ဘောရယ်ကိုယ်အလုပ်ကိုယ်တော်ဝင်ပြီးခန္ဓာရဲ့သဘောတရားအမှန်ကိုသာသိဖို့ဖြစ်တဲ့အတွက်ထောက်ပြန်တယ်လို့သိနေပါတို့အကြောင်းနဲ့သူကိစ္စနဲ့သူဖောက်ပြန်တာ ကိုယ်ကိစ္စမဟုတ်ဘူးသူဖောက်ပြန်တဲ့ကြောင့်ကံကြောင့်လည်းဖောက်ပြန်စိတ်ကြောင့်ဥရုကြောင့်ဟာရကြောင့်သူ့ကြောင့်လည်းသူဖောက်ပြန်ကိုယ်ကိစ္စမဟုတ်ဘူးမိမိကဖြစ်ပေါ်လာတဲ့သဘောတရားကဖောက်ပြန်တဲ့သဘောလို့မှန်မှန်သိဖို့လိုတယ် အဲ့ဒီခန္ဓာတီဆောက်လိုက်တဲ့ရုပ်ဘရောဆိုတဲ့ဖောက်ပြန်မှုအမှန်တရားနံပါတ်မဆိုတဲ့သိမှုအမှန်တရားတို့ဟာအာလုအနတ္တဘုံပါလူပြောတော့အစိုးမရတဲ့သူ့သဘောနဲ့သူဖြစ်နေ ဖောက်ပြန်နေတဲ့သဘောတွေပဲ ကျတော့မိမိကဘာလုပ်လဲဘာမှလုပ်လို့မရမိမိကြောင်ကလည်းသူ့သဘောကိုသိဖို့သာဖြစ်တဲ့အတွက်အနတ္တဖြစ်တဲ့သဘောတရားဖောက်ပြန်မှုအနတ္တအနေနဲ့ပဲဖောက်ပြန်နေတယ်လို့သိနေပါဖောက်ပြန်တဲ့သဘောတို့ဒီသူ့ကိစ္စသူဆောင်ရတယ်လို့သိဖို့မိမိညာလည်းပဲကိုယ်ကိစ္စနဲ့ကို Mamma tí nei တကယ်မှန်ကဝိပဿနာရှုတယ်ဆိုတာမိမိရဲ့လောကပညာနဲ့ပတ်သက်တဲ့စိတ်ဟာခန္ဓာရမှန်တရားမသိတော့မမှန်တာရင်မှန်တာထင်ပြီးတော့မိမာရဲ့ယောက်ျားပုဂ္ဂိုလ်တ attva လောကပြောတယ် အမေကတို့မှားရနေအယူအဆအယူအဆွဲဒုက္ခနာရဲ့အမှန်တရားကိုအခုလို့မြတ်စွာဘုရားလမ်းညွှန်ခြင်းနဲ့လေ့လာကြည့်တော့မှမှားကြောင်သိဟောဒီခန္ဓာရဲ့ပင်ကူအမှန်တရားတို့ကတော့ဒုက္ခိစ္စနဲ့သူဖောက်ပြန်နေတဲ့လောတရားတွေပဲ ဒါလို့အမှန်တရားတို့ဟာဖောက်ပြန်ပြောင်းလဲပြီးတော့တဲ့အတွက်အမှန်လမ်းကြောင်းဖြစ်တယ်ဥဟုရောက်လာဓာတ်တို့အမှန်ကိစ္စကိုဆောင်ရွက်နေလားကိုကဒါလည်းမသိဘူးငါ ਉਹ ရဲ့ထင်အဲ့ဒီဖောက်ပြန်တဲ့သဘောတရားသူ့အမှန်လမ်းကြောင်းဆိုနာမှုကို သွားအမှန်သွားတာပဲအမှန်ဖြစ်နေတာဓာတ်ကမှားရွက်တဲ့လက်စနဲ့ငါနာတယ်လို့ထင် ောက်ချောက်မှားပါဒီဖောက်ပြန်တဲ့သဘောတရားအမှန်တရားတို့ဟာသူ့ရဲ့အမှန်လမ်းရောက်ဖြစ်တဲ့သိမှုကိုပွားချိန်နေသွားတာပဲကိုယ်လည်းပဲအဲ့ဒါအမှားဆိုရင်ငါသေတော့မယ်လို့ထင်လုံးဝတောက်ချောက်မှားတယ်ကိုယ်လာပြီးသွားနေတဲ့အမှန်တရားတော့မှန်မှန်ကြီးသွားနေတာကိုမျက်စိရှိမှာ ဒီလမ်းကြောင်းကြောက်သွားတဲ့ပုဂ္ဂိုလ်တွေအများအပြားတွေ့နေဒါလည်းကိုအမှန်တရားမသိဘူးအဲခန္ဓာရဲ့ဖောက်ပြန်မှုတို့သိမှုတို့သူ့သဘောတရားလမ်းကြောင်းအမှန်ကိုသွားလိုက်တာအိုမှုနာမှုသိမှုရောက်နေတာဒါကအမှန်မသိဘူးငါဝရငါနာရငါသိတယ်လို့ဒါပဲထင် အခုလိုအိုနာတိသွားတဲ့ကိစ္စမျိုးဟာဘာကြောင့်သွားတယ်လို့ကြည့်လိုက်တော့သူ့အမှန်လမ်းကြောင်းကိုဖြည့်တက်နေတဲ့ဖောက်ပြန်တာကိုတွေ့တာတော်ဒီသဘောတရားတွေကသွားတာပဲဒါသာလဲအမှန်ပဲသွားနေတာလဲအမှန်ပဲအဲ့ဒီနည်းဒီပုံနဲ့မငြိမ်မသက်ပြောင်းလဲယူရှားပြီးတော့ဇာတိယဆရာယတန်တိကာ ရုပ်ပရပတ်ကိုစပြီးတော့ဖောက်ပြန်လဲလို့ဖြစ်ကြတဲ့ကသွားလိုက်တာသရာဆိုတဲ့ရင်းရောပေါ့အဲ့ဒီအတူလမ်းကြောင်းသူဘယ်ခါမှမရက်ဖဲနဲ့သရာပြာရိတန်တိကဆိုအနာကိုဆက်သွားတာဖောက်ပြန်တဲ့အမှန်တရားကိုသွားနေတဲ့အမှန်လမ်းကြောင်းအနာရောက်တော့လည်းသူ့ကိစ္စမဆုံးလို့ဆက်သွားတာပဲအသေးဘူး ဖောက်ပြန်လိုက်ပြက်လိုက်ဖောက်ပြန်လိုက်ပြက်လိုက်လည်းသွားတာ။ဩဒီခန္ဓာရဲ့ဖောက်ပြန်တဲ့သဘောတို့ဟာဥနာတိမရောက်မချင်းဖောက်ပြန်နေပါလားလို့အမှားတိုင်းသိပေးပါသိအောင်လေ့ကျင့်ပါ။ဖောက်ပြန်လျက်တည်းအမှားမယ်ဒါကြောင့်လဲအမှန်ဥမှုအမှန်နာမှုအမှန်သိမှုကိုသွား ဒါတော့ရင်းကံဖြစ်တဲ့ဖောက်ပြန်မှုမျက်ခြေမပြဖောက်ပြန်တဲ့သဘောတွေဖောက်ပြန်နေတာတွေအမှန်ပဲဖောက်ပြန်ပြောင်းလဲတဲ့သဘောတွေသာလဲအဟုတ်ပဲလို့စွတ်စွတ်မြဲမြဲသိသွားဖောက်ပြန်တဲ့သဘောမြဲမြဲသိသွား ယုံနာခန္ဓာဆိုတဲ့အမှန်တရားတို့ဟာကိုယ်နာသေးဆိုတဲ့အမှန်သဘောတရားအမှန်တိုက်ပွားနေပါရဲ့နဲ့သူဒီသဘောတရားလမ်းကြောက်အောင်အမှန်တိုင်းသူကိစ္စနဲ့သူသွားနေပါရဲ့နဲ့ကိုကအမှားဆွဲပြီးတော့မိမဟုတ်တဲ့ပုဂ္ဂိုလ်သတ္တဝါနဲ့ ကျလွဲပွားပြီးတော့ယူရဲဥစ္စာအင်းနဲ့မှားပါဘူး။မှားနေတာ။ဒါတော့လူအမှန်တရားကိုအမှန်တိုင်းသိလာတယ်ဆိုရင်ပဲမိမောက်ကြငါလို့သူလို့ပုဂ္ဂိုလ်သတ်တော်လို့ထင်တဲ့အထင်စိုးတယ်ဆိုရင်ပါနေတော့အဲ့ဒီအစဖြုတ်တာ။မာယုနဲ့အစွဲတွေအယူတွေ အားနဲ့တော့ဖောက်ပြန်နေတယ်ဖောက်ပြန်တဲ့သဘောအမှန်ပဲလို့အမှန်တရားကိုသိတိုင်းသိတိုင်းအစွဲမရရအားနဲ့အားနဲ့တော့ခန္ဓာကိုယ်ဖောက်ပြန်တာအမှန်ပဲလို့အခိုင်မှာအသိဉာဏ်နဲ့မှယုံကြည်မှုဖြစ်သွားရင်မှားတယ်ဆိုသည်အမှားဆိုရဲပဲဆိုရဲဥလားအပြတ်သား ချုပ်ချောက်ရပါအဲ့ဒါသက်္ကာရီဒီကွာတယ်ပြုတ်တယ်လို့ခေါ်တာအဲ့ဒါပြုတ်လို့တော့ကိုယ်ခန္ဓာမှာခဲခဲရင်းရင်းရှာဖွေရတာမဟုတ်တဲ့ထောက်ပြန်တဲ့ဆိုမြန်မြန်သိလေးလေးသက်္ကာရီဒီအပြုတ်မြန်လေးလေးပဲစူးစမ်းပြီးတော့သိပါ မိမိသိလို့အတွက်ရုပ်ပရမတ်တွေရုပ်ပရလက္ခဏာနဲ့ဖောက်ပြန်တဲ့သဘောတွေများများသိဖို့လားခရုဆိုင်ပါသိတိုင်းသိတိုင်းလည်းယုံကြည်ရဲ့ပါအောင်ရှုပါဖောက်ပြန်တဲ့သဘောတွေဟာအမှန်ပဲလို့မိမိစိတ်ထဲနှလုံးထဲမှာအသိညာခိုင်ခိုင်မာမာဖြစ်သွားအောင် တွေ့နေသိနေရတဲ့သဘောတရားကိုမြင်မြင်ဆွေဆွေအမှန်ပဲလို့သိအောင်ထပ်ခါထပ်ခါလေ့လာပါထပ်ခါထပ်ခါသိဖို့ မိမိတို့ကလက်ကဒိဋ္ဌိဆိုတဲ့အပ္ပတရားရူပံဆိုတဲ့သဘောတရားအမှန်ဖောက်ပြန်မှုဘောမှာအတ္တတော်ဖောက်ပြန်တဲ့အမှန်တိုင်းမသိဘဲနဲ့လောကပြောတဲ့ငါပဲသူပဲမိမောက်ချက်ပုဂ္ဂိုလ်တ attva လို့အစွမ်းမှမှားကြလက်ကဒိဋ္ဌိဖြစ်သွား အကယ်၍သာရူပံဖောက်ပြန်တဲ့သဘောကိုရူပတိဒါရီယအပန်တည်းဖောက်ပြန်မှုတွေပဲလို့သိရင်လက်ကလေးဒီဖြစ်ခွင့်မရဘူးအဲ့ဒီအခိုက်မိမိတို့လောကပညာအသိမိဘောက်ကြပုဂ္ဂိုလ်သတ္တဝါ တကယ်အစ်စ်ခန္ဓာရဲ့သဘောကရူပါဆိုတဲ့ဖောက်ပြန်ဖို့မှားရင်းနဲ့မိမောက်ပြာအသိရနေပြီးတော့မှားကန်တဲ့ဖောက်ပြန်မှုအသိကိုရောက်အောင်အခုလိုလေ့လာလေ့ကျင့်လို့ကြည့်ရင်ဖောက်ပြန်တယ်လို့သိတိုင်းသိတိုင်းငါလူလူလက်ဆိုတဲ့အစွဲဟာစွဲမရဘူးကြကြစွဲမရရင်မစွဲတော့ က်ကြက်ဖောက်ပြန်မှုအခိုင်အမာသဘောပေါက်သွားရင်တက်ကလေးဒီလုံးဝဖြစ်ခွင့်မရတော့ကိုယ်ခန္ဓာရဲ့အမှန်တရားအမှန်ကိုအသိများတာနဲ့မတရားဆိုးလာတယ်ဆိုတာသူ့ဟောင်းနဲ့သူမိမိအသိမှပြုတ်ခွင့်မရတဲ့အတွက်သူကွာတာပြုတ်တာပဲဒါကြောင့်မိမိစိတ်ထဲမှာစွဲယူရကြည်လား သိတာပကိလေသာပဲကွေးသတ္တပကိလေသာစိတ်ကထင်တာနဲ့ငါပဲလို့ဆိုရဲစိုးရိမ်လိုက်အဲ့ဒါဒီစိတ်ဒီအသည့်ပြောင်းပြီးတော့အမှန်တရားဖောက်ပြန်မှုသိရင်ဒီစိတ်ရဖောက်ပြန်မှုပေါ်မှာပဲရောက်ချပြီးတော့လေ့လာနေရင်ဒီအသည့်မတရားဆိုရဲဆိုမစွဲတော့ဖြစ်သွားအသည့်ကတမျိုးတည်း မိမကိုကြထင်ပြီးတော့အမှားစောလို့ကလည်းဒါသာလဲအမှန်ပဲလို့ထင်တယ်။ဟုတ်သိတော်မူမြင်တော်မူတဲ့မြတ်စွာဘုရားကြီးလမ်းညွှန်ပြကြည့်ပြီးတော့အမှန်တရားအမှန်တရားခန္ဓာမှာသူ့လက္ခဏာကိုကြည့်ပါလို့ဆိုတော့မိမိရဲ့တရားတွေခန္ဓာကိုအခဲခလိုက်တော့ဟောဒီခန္ဓာတကယ်တော့ ရာလို့သူလို့မိမောက်ကြောက်လို့စွဲอยู่နိုင်တဲ့အခိုင်မှာလုံးဝမရှိပါလားကိုလေ့လာတဲ့ပုဂ္ဂိုလ်ကကိုယ်တိုင်သိပါလားအမှန်တရားဒီဖောက်ပြန်မှုပဲလို့သိလိုက်ရင်အမှန်သိဖို့အားထုတ်တဲ့ယောဂီဒါဝသာဆက်သိဖို့လိုတယ်ဒါဝသာခိုင်ခိုင်မာမာယုံကြည်ရအောင်လေ့ကျင့်ဖို့လိုတယ်ဒါကြောင့်ဖောက်ပြန်တဲ့ဘုံများများသိအောင် านานั้นเนาจีวังမင်းသိဖို့အတွက်ခန္ဓာရဲ့သဘာဝတရးးာ ဧဟိပတိကိုဘယ်ခါမှမရက်ဘူးလာပါကြည်ပါလေ့လာပါငါကလည်းအမှန်ပဲလို့ပြနေသလိုပဲတဏှာတရောရောနဲ့ဖောက်ပြန်ပြတယ်တဏှာကအေးနဲ့ပူနဲ့ဖောက်ပြန်ပြတဏှာကထုံနဲ့ကျင်နဲ့ဖောက်ပြန်ပြမျိုးစုံခန္ဓာမှာသိလောက်တဲ့မငြိမ်မသက်တဲ့သဘောတရားအလုံးကြီးရုပ်ပဏလက္ခဏာနဲ့ဖောက်ပြန်လာပြီပဲ ဒီတော့ကိုသိနိုင်တဲ့နီးနဲ့ဖောက်ပြန်နေတယ်လို့သိနေပါမှန်မှန်သိနေပါများများသိအောင်လေ့ကျင့်ပါအချိန်နဲ့တော့ဖောက်ပြန်တဲ့သဘောဟာအမှန်တရားပဲလို့ လက်ခံလိုက်ရင်မိမိအမှန်သိဖို့အားထုတ်တဲ့ယောဂီကဒါပဲသိဖို့လိုတယ်ဆရာဖွေရတာမဟုတ်ဘူးမိမိအသိအောက်ပါဟောက်ရမှုတစ်ခုကရှိနေပြီသားသတိစိတ်သာအပြေပသွားကိုဘယ်လိုစိုက်ပြီးတော့သတိထားဖို့လိုလဲ ဝိပဿနာအလုပ်ဟာခန္ဓာရဲ့ပင်ကိုယ်တရားကိုသိအောင်လုပ်တယ်ကွယ်ကြံဖန်စဉ်းစားဖို့မလိုမိမိဉာဏ်နဲ့တွေ့တဲ့မဏိမသက်ကိုအားလို့ဖောက်ပြန်တဲ့သဘောတွေပဲ မိမိသူတစ်ပါးလှုပ်ယူရတာမဟုတ်တဲ့သဘာဝတရားတွေပင်ကိုဖောက်ပြန်မှုကိုပင်ကိုတိုင်းသိဖို့သာခေတ္တဆိုင်ကိုင်းအချိန်ပြည့်တော့ပြီ